This is M to HSR. ဒါတွေကိုဘယ်ချိန်မှာဘလို့သုံးရတာလဲရှင်။ MSR was way ကဘယ်ချိန်မှာဘာသုံးရမှာလဲဆရာမ။ကျေးဇူးပြုပြီး Do did does goes where has have to ကိုရှင်းပြပေးပါဘလို့တိတ်ပြရတယ် please. ဒီစကားလုံးလေးတွေကိုစာကြောင်းတိုင်းမှာတွေ့ရတတ်တယ်။အထူးသဖြင့် subject ရဲ့နောက်မှာကပ်ပြီးတော့တွေ့ရတတ်တယ်။ဒါပေမဲ့ဒါတွေကိုတေချာမလိလာဘူးဆိုလို့ရှိရင်ဘယ်ဟာဘယ်အချိန်မှာသုံးရတာလဲ subject ပြီးရတယ်ဘာကက်ရမှာလဲမသိဖြစ်တတ်တယ်။ ဒီဗီဒီယိုမှာအကုန်ရှင်းသွားအောင်ပြောပြပေးသွားမှာမို့လို့အဆုံးထိကြည့်လိုက်ရအောင်เนาะပထမအဆုံးအနေနဲ့ Valve2B ရဲ့ present tense ဖြစ်တဲ့ MSR အကြောင်းကိုရှင်းပြပေးသွားပါမယ် MSR ရဲ့အဓိပ္ပာယ်ကမြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ရှိသည်ဖြစ်သည်လို့ဘာသာပြန်နိုင်တယ်ဆိုတော့ MSR ကို be subject တွေရဲ့နောက်မှာလိုက်ရမလဲဆိုလို့ရှိရင် am ကို i နောက်မှာလိုက်ရမယ် i am ပေါ့နော် is ကို he she it ပြီးရင် singular nouns တွေအနည်းငယ်တွေရဲ့နောက်မှာ is ကိုလိုက်ရမယ် he is she is it is ပြီးရင် singular noun တွေရဲ့နောက်မှာဆိုရင်အနည်းငယ်တွေရဲ့နောက်မှာ is ပေါ့နော် are ကကြတော့ you we they ပြီးရင် plural nouns တွေအများငယ်တွေရဲ့နောက်မှာ are ကိုလိုက်ရမယ် you are we are they are ဒီလိုမျိုးပေါ့နော်အဲ့တော့ကျမတို့ကဒါကိုဒီတိုင်းလေးမှတ်ထားရင်ရပြီ i am he is she is it is ပြီးရင် you are we are they are ပြီးရင်အနည်းငယ်ရနောက်မှဆိုရင် is like မယ်အများငယ်ရနောက်မှဆိုရင် are like မယ် okay ဆိုတော့ msr ကိုဘလို့အခြေအနေတွေမှာသုံးရမလဲဆိုတော့ msr ကအခြေအနေတစ်ခုခုကိုဖော်ပြတဲ့အခါကိုယ့်ရဲ့အချက်လက်အလုပ်အကိုင်းအသက်ခံစားချက်တွေကိုဖော်ပြတဲ့နေရာဒါမှမဟုတ်ရင်တည်နေရာတစ်ခုခုကိုဖော်ပြတဲ့အခါမှာသုံးတယ်နားလည်အောင်ဥပမာတွေနဲ့ကြည့်လိုက်ရအောင် i am a student ကိုယ့်ရဲ့အချက်လက်ကိုဖော်ပြရတယ်။ကျွန်တော်ကကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ I am a student. Okay ကျွန်တော်ကကျောင်းသားတစ်ယောက်ပါ။ပြီးရင် is ဆိုရင် it is very hot outside. အခြေအနေတစ်ခုကိုဖော်ပြရတယ်။အပြင်မှာအရန်ပုံနေရဆိုအခြေအနေကိုဖော်ပြရတယ်။ It is very hot outside. Okay ။ပြီးရင် r ဆိုရင် you are happy today. ခံစားချက်ကိုဖော်ပြရတယ်။မင်းဒီနေ့ပျော်နေတာပဲနော်။ဒီလိုမျိုးလေးပေါ့နော်ပြီးတော့ the car is new ဒါဆိုလို့ရှင် singular noun ကားကအစ်စ်ပါဒီကားကအစ်စ်ပါဒါဆိုလို့ရှင် the car ဆိုလို့ရှင်ကားတစီးရဲ့လေအနည်းကိန်းဆို the car is okay the car is new ပြီးရင် my friends are at the park ဒီနေရာတစ်ခုခုကိုဖော်ပြရဲကျွန်တော်တငယ်ချင်းတွေကပန်းချန်ထဲမှာပါ my friends f r i e n d s friends ဆိုလို့ရှင်အများကိန်းကျွန်တော်တငယ်ချင်းတယောက်တောင်မဟုတ်တငယ်ချင်းတွေဒါဆိုလို့ရှင် r ကိုသုံးတယ် the children are funny ခန်းစားချက်ကိုဖော်ပြရဲကလေးတွေကရီရတယ် အခဲကလေးတွေဆိုလို့ရှိရင်လည်း the time or the children အဲ့ဖြစ်တဲ့အတွက်အများကြီးဖြစ်တဲ့အတွက် are ဒါတွေကတော့ singular noun တွေ plural noun တွေနောက်မှာ is the are တွေလိုက်တဲ့ဟာကိုရှင်းအောင်လို့ကျွန်မပြပြထားတဲ့ဥပမာလေးတွေဖြစ်ပါတယ်ဒီစာကြောင်းတွေကိုမှအငင်းဝါကြပြောင်းချင်တယ်ဆိုရင်တော့ am is are ရဲ့နောက်မှာ not ကိုပေါင်းပြရတယ်အတူကောက်ဆိုလို့ရှိရင်တော့ is not ကို isn't လို့ရေးလို့ရတယ် are not ကို aren't a r n apostrophe t aren't လို့ရေးလို့ရတယ် am not ကိုတော့အတူကောက်ရေးချင်ရင်အရှိရာ subject i ရဲ့ am ကိုရေးပဲပေါင်းပြီးရေးလို့ရရပါတော့ i am not ဆိုလို့ရှင် i'm not အဲ့လိုမျိုးလေးရေးလို့ရတယ်ဒီအတူကောက် formula တွေကိုလည်းမှတ်ထားမယ်အာဒါဆိုရင်အရှိရာရေးထားတဲ့ example sentence တွေကို not တွေပေါင်းပြီးရေးကြည့်ရအောင်နော် i am not a student ဒါမှမဟုတ်လဲ i'm not a student ကျွန်တော်ကကျောင်းသားတယောက်မဟုတ်ပါဘူး it is very hot outside ဆိုလို့ရှိရင်အငင်းဝါကြပြောချင်တယ်ဆိုရင် it is not very hot outside okay ပြီးရင် you are happy today ဆိုရင်မင်းဒီနေ့မပြောဘူးဆိုရင် you are not happy today ပြီးရင် the car is not new ဟိုအရှိမ the car is new ဆိုရင်ဒါကအတိတ်ကားတိမဟုတ်ဒီကားအတိတ်မဟုတ်ဘူးဆိုလို့ရှိရင် the car is not new my ်အရှိမဥပမာတော့ my friends are at the park လို့ပြောထားတယ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းတွေကပန်းခြံထဲမှာမဟုတ်ဘူးလို့ပြောခြင်း my friends are not at the park ပြီးရင်ဟိုရှိကဥပမာမှာဆိုရင် the children are funny လို့ပြောထားတယ်ဒါပေမဲ့အငင်းအနေနဲ့ပြောခြင်း the children are not funny ကလေးတွေကမြည်ရဘူး โอเคဒီလိုမျိုးအငင်းလေးတွေကိုလည်းအာဒီလိုမျိုးလေးအနောက်က not တွေပြီးတော့ပုံလို့ရတယ်ဗောနော်မဟုတ်ဘူးမရှိဘူးမဖြစ်ဘူးဆိုလို့ရင်တို့အနောက်က not လေးကတ်လိုက်ရအောင်ဟုတ်ပြီเนาะကဲဒါဆိုလို့ရှိရင်เนาะနောက်တစ်ခုက verb to be ရဲ့ past tense ဖြစ်တဲ့ was were အကြောင်းကိုပြောပြသွားမယ်အရှိရအမစ်စာအခုက was were was were ကတော့ရှိခဲ့သည်ဖြစ်ခဲ့သည်ဆိုတဲ့အဓိပ္ပာယ် verb to be ရဲ့ past tense တွေဖြစ်တယ်သူတို့ရဲ့ verb to ပေါ့နော်မြန်မာလိုဆိုတော့ခဲ့သည်ဆိုတဲ့ဟာမျိုးပေါင်းနေပေါ့ရှိခဲ့သည်ဖြစ်ခဲ့သည် โอเคအရှိရဟာရကြောင့်ရှိသည်ဖြစ်သည်ဆိုတော့ဒီ wordsware ကို best subjects တွေရနောက်မှာလိုက်ရမလဲဆိုလို့ရှိရင်အာ words ကို i she it ပြီးရင် singular nouns တွေနဲ့တွဲပြီးတော့သုံးပေးရတယ်โอเค i she it ရပြီးလို့ရှိရင်အနေအကိန်းတွေရနဲ့တွဲလို့ရှိရင် words ကိုသုံးတယ် ပြီးလို့ရှိရင် you we they ရဲ့ plural nouns တွေအများကြီးတွင်နေဆိုလို့ရှိရင် where ကိုသုံးတယ်။ဘလို့အခြေအနေတွေမှာသုံးရမလဲဆိုလို့ရှိရင်အတိတ်ကအခြေအနေတစ်ခုခုကိုဖော်ပြတဲ့အခါမှာသုံးမယ်။အတိတ်ကကိုယ့်ရဲ့အချက်လက်အတိတ်ကအလောက်ကိုင်းခံစားချက်အသက်စတာတွေကိုဖော်ပြတဲ့နေရာမှာသုံးမယ်။အတိတ်ကတင်နေရာတစ်ခုခုကိုဖော်ပြတဲ့အခါမှာလည်း was where ကိုသုံးလို့ရတယ်။ဥပမာကြည့်မယ်။ example ပေါ့နော်။ She was my teacher in high school. အထက်တန်းမှာတော့သူက သူမကကျွန်တော်ရင်ဆရာမပါအတိတ်ကကိုယ့်ရဲ့အချက်လက်ကိုဖော်ပြတဲ့အခါမှာတုံးတယ် she was my teacher သူမကကျွန်တော်ရင်ဆရာမဖြစ်ခဲ့တယ်ဘယ်တော့လဲ in high school အထက်တန်းမှာတော့อ okay now ဥပမာတစ်ခုကကြတော့ you were very kind to her မင်းသူမပေါ်မှာအရန်ကျင်နာခဲ့ပါတယ်အတိတ်ကခံစားချက်ကိုဖော်ပြတဲ့နေရာမှာသုံးတယ် you were very kind to her okay အတိတ်ကဖြစ်ခဲ့တဲ့ဟာအရင်တော့ကကျင်လာခဲ့တယ်ကွာအခုတော့မဟုတ်တော့ဘူးโอเคနောက်ထပ်ဥပမာတစ်ခုကကြတော့ I was a shy kid အတိတ်ကကိုယ့်ရဲ့အချက်လက်ကိုဖော်ပြရညာမှာတုံးတယ်ကျွန်တော်ကရှက်တတ်တဲ့ကလေးဖြစ်ခဲ့တာပါ a shy kid ကကြတော့ရှက်တတ်တဲ့ကလေးပေါ့နော် shy ကရှက်တတ်တယ် I was a shy kid ကျွန်တော်ကရှက်တတ်တဲ့ကလေးဖြစ်ခဲ့တာပါโอเคပြီးတော့ဒါတွေကကြတော့အနေကင်းနေအများကြီးနေနေဥပမာပေးရတာ The book was on the table အတိတ်ကတင်နေအောင်ဖော်ပြရ စာအုပ်ကစပွဲပေါ်မှာရှိခဲ့တာ the book ကအနေငယ် okay the book ကစာအုပ်တုတ်ထဲအားကြောင့်ဘောနောက်က was လိုက်တယ် my keys were in my bag အတိတ်ကဖြစ်တဲ့တင်နီယာကိုဖော်ပြရတဲ့နေရာမှာတုံးတယ်တော့တွေကကျွန်တော်အဲ့ထဲမှာရှိခဲ့တာပါ my keys အများ key တစ်ချောင်းနဲ့မဟုတ်ဘူး k e y s ဖြစ်ပါပြီအများကြီးဖြစ်တဲ့အတွက် where my keys were in my bag အဲတော့ရကျွန်တော်အိတ်ထဲမှာရှိခဲ့တာ my first job was at a book store ကျွန်တော်ရဲ့ပထမဆုံးအလုပ်ကစာအုပ်ဆိုင်မှာလုပ်ခဲ့တာပါအတိတ်ကကိုယ့်ရဲ့ချက်လက်ကိုဖော်ပြတဲ့ my first job ကျွန်တော်ရဲ့ပထမဆုံးအလုပ် okay အနေငယ်ဖြစ်တဲ့အတွက် နောက်က was လေးလိုက်တယ်အဲ့တော့ကျွန်မတို့ကခုနရှိမှပြောပြထားလို့ပဲ was ဝယ်မှာဆိုရင် i ရဲ့ he ရဲ့ she ရဲ့ it ရဲ့အနေကိနေရဲ့နောက်မှာဆိုရင် was လိုက်မယ် you ရဲ့ we ရဲ့ they ရဲ့အများကိနေရဲ့နောက်မှာဆိုရင် were လိုက်မယ် ဟုတ်ပြီနော်ခုနအတိုင်းပဲခုနပုံစံအတိုင်းပဲအငင်းစာကြောင်းကိုပြောင်းကျင်နေဆိုလို့ရှိရင်တော့ west way ရဲ့နောက်မှာ north ကိုပေါင်းပေးရမယ်အတူကောက်ပုံစံလေးရတော့ west not ဆိုလို့ရှိရင် wasn't were not ဆိုလို့ရှိရင် won't okay ဥပမာပြောကြည့်မယ်ခုနစာကြောင်းတွေပဲကျွန်တော်ကျမတို့အနောက်မှာ north လေးပေါင်းကြည့်ရအောင် she was not my teacher in high school အထက်တန်းမှာတော့ကသူမကျွန်တော်ရဲ့ဆရာမမဟုတ်ခဲ့ပါဘူး okay you are not very kind to her မင်းသူမပေါ်မှာအရင်မကျင်နာခဲ့ပါဘူးအရှိမဆိုရင်အရင်ကျင်နာခဲ့ပါတယ်ဆိုရင် you were very kind to her အငြင်းဝါးစားအနေနဲ့ပြောချင်း you were not very kind to her I was not a shy kid. ကျွန်တော်ကရှက်တတ်တဲ့ကလေးမဟုတ်ခဲ့ပါဘူး. I was not a shy kid. I wasn't လို့လည်းသုံးလို့ရရပါတော့အတူကောက်လေး။ပြီးတော့ the book was not on the table. စာအုပ်ကစပွဲပေါ်မှာရှိခဲ့တာမဟုတ်ပါဘူး The book wasn't on the table လို့လည်းပြောလို့ရတယ် My keys were not in my bag တော်ရရကျွန်တော်အိတ်ထဲမှာမရှိခဲ့ပါဘူး My first job was not at a book store ကျွန်တော်ရဲ့ပထမဆုံးအလုပ်ကစာအုပ်ဆိုင်မှာလုပ်ခဲ့တာမဟုတ်ပါဘူးရှင်းရှင်းလေးပဲเนาะအငင်းကိုပြောင်းကြလို့ရှင်အနောက်က not လေးပေါင်းလိုက်ရုံပဲသူ့ရဲ့အတူကဖုန်လေးနဲ့လည်းရေးလို့ရတယ်โอเคဒါဆိုရင်တော့ MSR words ကိုရသွားပြီလို့ထင်တယ် နောက်ထပ်တစ်ခုကတော့ verb to do ပေါ့နော် verb to do ကတော့အကူကရိယာအနေနဲ့အသုံးပြုတဲ့ verbs တွေဖြစ်တယ်။အာမြန်မာလိုဆိုလို့ရှိရင်တော့လုပ်တည်လို့ဘာသာပြန်နိုင်တယ်။ action တစ်ခုခုကိုဖော်ပြတဲ့အခါမှာအသုံးပြုတဲ့ verb တွေဖြစ်တာကြောင့်လုပ်တယ်လို့အလွဲဘာသာပြန်နိုင်တယ်။ do does ဆိုလို့ရှိရင်လုပ်တယ်အာ present မှာပေါ့နော်အခုပစ္စုပန်မှာဖြစ်တဲ့ဟာတွေကိုပြောတဲ့အကြောင်းမှာပြောမယ်ဆိုရင် do does did ကကြတော့လုပ်ခဲ့သည် အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းကိုပြောလို့ရှိရင် dish ကိုသုံးမယ်ဆိုတော့ do task က subject အနည်းများပေါ်မူတည်ပြီးတော့အသုံးပြုရတဲ့အကူကရိယာတွေဖြစ်တယ် verb 2ဆိုလို့ရှိရင်တော့ dish ကိုပဲသုံးမယ်ပြောချင်တဲ့သဘောကတော့ do task ဆိုလို့ရှိရင်လက်ရှိပစ္စုပန်မှာဖြစ်တဲ့အကြောင်းပြီးရင် subject အနည်းများပေါ်မူတည်ပြီးတော့ do လိုက်မှာလား task လိုက်မှာလား꽈မယ် dish ကတော့ subject အနည်းဖြစ်ဖြစ်အများဖြစ်ဖြစ်အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စဆိုလို့ရှင် dish ကိုပဲသုံးမယ်ဟုတ်ပြီနော် အဲထပ်ပြီးတော့နားလည်အောင်ရှင်းပြပေးမယ် do ကိုကြတော့ i ရယ် you ရယ် we ရယ် they ရယ်ပြီးရင် plural nouns တွေအများကြီးနေနောက်မှာ do ကိုလိုက်မယ် desk ကကြတော့ he ရယ် she ရယ် it ရယ်ပြီးရင် singular nouns တွေအနည်းကြီးတွေရယ်နောက်မှာ desk ကိုလိုက်မယ် did ကတော့ subject တိုင်းဘယ် subject ဖြစ်ဖြစ် i ပဲဖြစ်ဖြစ် you ပဲဖြစ်ဖြစ် he ပဲဖြစ်ဖြစ် तू อ่ะအတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြီဆိုတာနဲ့ကို dish လိုက်ပြီးနားလည်ပြီเนาะဆိုတော့ဒါလေးကိုလည်းအလွတ်ကျမတို့ကတည်အောင်လို့ကြက်ထားပါဒါလေးကိုခြိုက်ရေးပါခြိုက်ရေးပြီးတော့မှတ်ထားပေးပါဆိုတော့ do test တကိုဘယ်လိုအခြေအနေတွေမှာသုံးရမှာလဲ do ကိုကြတော့ present tense ပစ္စုပန်ကာလလောက်ဆောင်ချက်တစ်ခုကိုဖော်ပြတဲ့အခါမှာသုံးတယ် subject အများနဲ့တွဲသုံးတယ် subject အများကြီးကျွန်မခုနကခြာရေးမှတ်ခိုင်းထားသလိုပဲ i ရယ် u ရယ် we ရယ် they ရယ်ပြင် pronouns တွေပေါ့အများကိန်းနေအများကိန်းနေနောက်မှာဆိုလို့ရှင် do ကိုတုံးတယ် das ကကြတော့လဲ present tense ပဲပြစ်စုံပံကာလရဲ့လုံဆောင်ချက်တစ်ခုကိုဖော်ပြရတဲ့နေရာမှာတုံးတယ် subject အနည်းနဲ့တွဲတုံးတယ် he she it ပြီးလို့ရှင်အနည်းငယ်ကိုပြတယ် subject တွေပေါ့နော်အဲ့ဒါကြီးဆိုရင် das နဲ့တွဲတုံးတယ် did ကကြတော့ past tense အတိတ်ကာလရဲ့လုံဆောင်ချက်တစ်ခုကိုဖော်ပြတဲ့နေရာမှာ did ကိုသုံးတယ် subject အနေများနဲ့မဆိုင်ဘူးအကုန်လုံးနဲ့ကိုတွဲသုံးတယ်အတိတ်ကာလမှာဖြစ်တဲ့လုံဆောင်ချက်ကိုဖော်ပြပြီဆိုတာနဲ့ကိုအနောက်က did လိုက်တယ်ဆိုတော့နားလည်အောင်ဥပမာလေးနဲ့ကြည့်လိုက်ရအောင် we do our best every day ကျွန်တော်တို့နေ့ရက်တိုင်းအကောင်းဆုံးလုပ်ပါတယ် we do our best ကျွန်တော်တို့အကောင်းဆုံးလုပ်တယ် every day နေ့ရက်တိုင်း so ဒီမှာဆိုလို့ရှိရင် present tense နေ့ရက်တိုင်းဆိုတာကပြစ်စုံပံကာလလေး subject ကကြတော့အများဖြစ်တယ် we we ဖြစ်တဲ့အတွက်အနောက်မှာ do လိုက်တယ် present tense ဖြစ်တယ် do လိုက်တယ် okay ဒုတိယစာကြောင်းကကြတော့ he does his homework quietly သူသူ့အိမ်စာကိုညီညီလေးလုပ်တယ်သူကသူ့ရဲ့အိမ်စာကိုလုပ်တယ်ညီညီလေးလုပ်နေတယ် okay subject ကဘာဖြစ်လဲ subject ကအနေ he he နောက်မှာဆိုရင် does လိုက်မယ်ပြီးတော့အခုလုပ်နေတာကိုဖော်ပြတာအခုလုပ်နေတာကိုပြောတာဖြစ်တဲ့အတွက် he does his homework quietly present tense ဖြစ်တဲ့ subject အနေဖြစ်တယ် test လိုက်မယ်။နောက်ထပ် example တစ်ခုကကျတော့ I did my homework yesterday ကျွန်တော်မနေ့ကအင်စာလုပ်ခဲ့တယ်။ yesterday မနေ့ကဆိုတော့အတိတ်ကာလမှာဖြစ်တဲ့ဟာကိုပြတယ်။ Okay subject အနည်းများမလိုဘူး။ I did did ပဲသုံးမယ်။ तू ကအတိတ်မှာလုပ်ခဲ့တဲ့ဟာဖြစ်ပြီဆိုတာနဲ့ did ကိုသုံးမယ်။လိုပဲ she did he did okay she did her homework yesterday he did his homework yesterday ဒီလိုပြောလို့ရတယ်။ အဲ့တော့ do test did ကိုအငင်းစာကြောင်းပြောင်းကျင်နေဆိုလို့ရှိရင်တော့သူတို့ရဲ့နောက်မှာ not ကိုပေါင်းပေးရမယ်။ခုနကအတိုင်းပဲအတူက formula တွေကကြောင်း do not ဆိုလို့ရှိရင် don't does not ဆိုလို့ရှိရင် doesn't did not ဆိုလို့ရှိရင် didn't okay ဒါလေးတွေကတော့သူတို့ရဲ့အတူကောက်လေးတွေဖြစ်တယ်။ဆိုတော့ဥပမာလေးတွေကြည့်မယ် I do not like coffee ကျွန်တော် coffee မကြိုက်ဘူး I don't like coffee လို့လည်းပြောလို့ရတယ် okay အနောက်က I do not like coffee okay ပြီးလို့ရှိရင် he does not eat spicy food သူကစက်တဲ့အစားအသောက်တွေမစားဘူး he doesn't eat spicy food လို့လည်းပြောလို့ရတယ်အဲပြီးလို့ရှိရင်နောက်ထပ်ဥပမာတစ်ခုကကြတော့ she did not come to meeting ။ "तुम အစည်းအဝေးကိုမလာခဲ့ဘူး။ Okay? ဒီမှာကျတော့အငင်းဝကြပြောင်းတော့တာ I do not like တို့ပါလို့ပြော။သူ့ရဲ့ပုံမှန်တိုင်းပဲဆိုရင် I like coffee. He eat spicy food. She came to the meeting." okay သူရဲ့အာအငင်းဝကြမဟုတ်ဘဲနဲ့အငင်းဝကြမဟုတ်ဘဲနဲ့ဂျိုင်းပြောတဲ့စာကြောင်းဆိုလို့ရှိရင်တော့အရှိကဒူးထည့်စရာမလိုဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်အငင်းဝကြပြောင်းမယ်ဆိုရင်တော့ဒူးထည့်စရာလိုတယ် okay i like coffee လို့ပဲရှင်းရှင်းလေးပြောလို့ရတယ်ကျွန်တော် coffee ကြိုက်တယ်ကျွန်တော် coffee မကြိုက်ဘူးဆိုရင် i do not like coffee he eat spicy food ဆိုလို့ရှင် तू ကစားတဲ့အစားအသောက်တွေစားတယ် he does not eat spicy food ဆိုလို့ရှင် तू ကစားတဲ့အစားအသောက်တွေမစားဘူး she came to the meeting ဆိုရင် तू မအစည်းအဝေးကိုလာတယ် she did not come to the meeting ဆိုရင် तू မအစည်းအဝေးကိုမလာဘူး okay ဒါကကြတော့ဒီလိုမျိုးသုံးလို့ရတယ်ဒါကတော့ do test dish ကိုနားလည်မယ်လို့ထင်တယ်နောက်ဆုံးအပိုင်းကတော့ verb to have ပိုင်ဆိုင်ခြင်းကိုပြတဲ့ verbs တွေကိုရှင်းပြပေးသွားမယ်သူတို့တွေကဘာလဲဆိုတော့ has have had ဒါကိုရှင်းပြပြီးသွားမယ်နော်။သူကကြတော့ပိုင်ဆိုင်မှုကိုဖော်ပြတဲ့နေရာမှာသုံးတာဖြစ်လို့မြန်မာလိုဆိုလို့ရှိရင် she did လို့ဘာသာပြန်နိုင်တယ်။ခုနအတိုင်းပဲ do does did လို့ပဲ has have ဆိုလို့ရှိရင် she did present tense မှာဖြစ်တဲ့ဟာကို has have နဲ့သုံးတယ်။ had ကကြတော့ she ခဲ့သည် past tense မှာဖြစ်တဲ့အကြောင်းအရာမှန်မြ had နဲ့သုံးတယ်။ ဆိုတော့ has have က subject အနည်းများပေါ်မှာမူတည်ပြီးတော့သုံးရတဲ့ပိုင်ဆိုင်ခြင်းပြကရိယာတွေဖြစ်တယ်ခုနက do does လို့ပဲပေါ့နော်အရှိရာ subject ကိုကြည့်ပြီးတော့ has လိုက်ရမှာလား have လိုက်ရမှာလားဆိုတဲ့ဟာကိုစဉ်းစားတာဒါပေမဲ့ verb 2ဆိုလို့ရှိရင်တော့အရှိရာဘာ subject ပဲဖြစ်ဖြစ် had ကိုပဲလိုက်မယ်နားလည်အောင်ထပ်ကြည့်အောင် he she it singular noun နဲ့ဆိုလို့ရှိရင် has ပဲလိုက်မယ်ဒါအနည်းငယ်ပေါ့နော် he she it singular noun ဆိုရင်သိကြရဲကွာ has ပဲ have ကိုကြတော့ i you we they ပြီးရင် plural nouns အများကိန်းတွေနဲ့ဆိုရင် have ကိုလိုက်မယ်ပြီးရင် had ကကြတော့ကြိုက်တဲ့ subject လား you ပဲဖြစ်ဖြစ် i ပဲဖြစ်ဖြစ် he ပဲဖြစ်ဖြစ် singular ပဲဖြစ် plural ပဲဖြစ်ဖြစ်အတိတ်ကာလမှာပြတာဖြစ်တဲ့၍ had ကိုသုံးမယ်ဘလို့အချိန်တွေမှာသုံးရမလဲဒါကိုဆိုတော့ has က present tense ပစ္စုပန်ကာလရဲ့ပိုင်ဆိုင်မှုတစ်ခုကိုဖော်ပြတဲ့နေရာမှာ has ကိုသုံးမယ် subject အနေနဲ့တွဲသုံးတယ်ကျွန်မအရှင်းမပြောခဲ့သလိုပဲ he she it ပြီးရင် singular nouns တွေအနေနဲ့တွေဒါတွေနဲ့တွဲပြီးတော့ has ကိုသုံးမယ် have ကကြတော့ present tense ြစ်ဆုတ်ပန်းကာလရဲ့ပိုင်ဆိုင်မှုတစ်ခုကိုပဲဖော်ပြတာဒါပေမဲ့အများကြီးနေနဲ့တွဲသုံးတယ် I you we they ပြန် plural nouns တွေဒါတွေနဲ့ have ကိုတွဲသုံးတယ်ပြီးတော့ had ကကြတော့ past tense အတိတ်ကာလရဲ့ပိုင်ဆိုင်မှုတစ်ခုကိုဖော်ပြတဲ့နေရာမှာ had ကိုသုံးတယ် subject အနေအများနဲ့မဆိုင်ဘဲနဲ့အကုန်လုံးနဲ့တွဲသုံးပါတယ်နားလည်အောင်ဥပမာလေးတွေနဲ့ကြည့်လိုက်ရအောင် she has a beautiful smile သူမမှာပြောင်းလှလှလေးရှိတယ် present tense ဖြစ်တယ်ဘာလို့လဲဆိုတော့အခုအခုရှိနေရလေအခုရှိနေဆိုတော့ subject ကလည်းအနေပေါ့နော်အရှိအ she ဆိုလို့ရှင် she has a beautiful smile သူမမှာပြောင်းလှလှလေးရှိတယ်ပြီးတော့နောက်တစ်ခါကျတော့ they have a big house သူတို့မှာအိမ်အကြီးတစ်လုံးရှိတယ်အခုရှိနေရဖြစ်တဲ့ present tense ပြီးရင်အရှိအ subject ကိုကြည့်မယ်အရှိအ subject ကကျတော့ they အများကြီးအဲ့တော့ have နဲ့သုံးတယ် they have a big house okay ပြီးတော့နောက်တစ်ခွက်ကျတော့ I had a bicycle when I was a kid ကျွန်တော်ငငယ်တုန်းကစပိန်တစည်းရှိခဲ့တယ်အခုဖြစ်နေရဟာပြောတာမဟုတ်ဘူးငငယ်တုန်းကအကြောင်းပြော when I was a kid past tense okay ငငယ်တုန်းကအကြောင်းကိုပြောတာဖြစ်တဲ့အတွက် I had I had a bicycle when I was a kid. ဒီလိုပဲ she had a bicycle when she was a kid. ဘာ subject ပဲလာလာ အတိတ်မှာဖြစ်တဲ့ဟာဆိုလို့ရှိရင် had ကိုသုံးမယ်ပေါ့နော်အပေါ်ဟာလေးတွေကကြတော့ present tense ပြစ်ဆုံးပါမှာဖြစ်တဲ့ဟာပြီးလို့ရှိရင်အရှိရ subject ပေါ်မှာမူတည်ပြီးတော့ has လိုက်ရမလား have လိုက်ရမလားဟုတ်ဆုံးဖြတ်မှာဖြစ်တယ် โอเคဒီ has have had ကကြတော့အငင်းစာကြောင်းပြောင်းချင်တယ်ဆိုရင်တခြားအရှိရဟာရင်းနဲ့မတူဘဲနဲ့နည်းနည်းလေး tricky ဖြစ်တယ် not ပဲပေါင်းလိုက်လို့မရဘူးโอเคဘလို့လဲဆိုတော့အငင်းစာကြောင်းပြောင်းချင်တယ်ဆိုရင် तू က subject အနည်းများဖို့မူတည်ပြီးအကူကရိယာဖြစ်တယ် do does did ကိုခေါ်ပြီးအနောက်မှာ not ကိုပေါင်းပေးရမယ်သူ့ရဲ့အငင်းဆိုရင်ဘလို့ဖြစ်မလဲဆိုတော့ has ဆိုလို့ရှိရင် does not have have ဆိုလို့ရှိရင် do not have had ဆိုလို့ရှိရင် did not have okay သူ့ရဲ့အညင်းကဒီလိုလေးသွားမယ်နော်သူ့ရဲ့အညင်းဆိုလို့ရှိရင် has not တို့ have not တို့အဲ့လိုမျိုးမဟုတ်ဘူးသူ့ရဲ့အညင်းမှာဆိုလို့ရှိရင် has ဆိုလို့ရှိရင် does not have have ဆိုလို့ရှိရင် do not have had ဆိုလို့ရှိရင် did not have ဒီလိုမျိုးသွားတယ်နားလည်အောင်လို့ကျွန်မဥပမာနဲ့သိချပြောပြပေးမယ် my brother does not have a phone တနော်ညီမဖုန်းမရှိဘူး My brother does not have a phone. ကျွန်တော်ညီမဖုန်းမရှိဘူး. My brother ကဟိုအနေငယ်ဖြစ်တယ်.အနေငယ်ဖြစ်တဲ့အတွက် does not. Okay? ဒါကိုကျွန်တော်တို့အငင်းနဲ့မဟုတ်ဘူးပုံမှန်စာကြောင်းနဲ့ပြောမှဆိုရင် My brother has a phone. ကျွန်တော်ညီမဖုန်းရှိတယ် has. Okay? အငင်းစာကြောင်းပြောင်းသွားပြီဆိုရင်ကျတော့ My brother does not have a phone. ဟုတ်ပြီနော်?ဒုတိယစာကြောင်းကိုကြည့်မယ်. We do not have class today. ကျွန်တော်တို့ဒီနေ့အတန်းမရှိဘူးကျွန်တော်တို့အတန်းမရှိဘူးပြောချင်တာဖြစ်တဲ့အတွက်အငင်းစာကြောင်းဖြစ်တဲ့အငင်းစာကြောင်းဖြစ်ပြီးတော့အရှိရာ subject ကိုကြီးလိုက်တော့ we we ဖြစ်တဲ့အတွက်ဖာလေးကိုသုံးမလဲ do အများကြီး okay အများကြီး do လေးနဲ့လိုက်မယ်ဒီလိုမျိုးအငင်းစာကြောင်းမဟုတ်ဘဲနဲ့ပုံမှန်စာကြောင်းပြောကြည့်မယ်ဆိုရင် we have class today ကျွန်တော်တို့ဒီနေ့အတန်းရှိတယ်ကျွန်တော်တို့ဒီနေ့အတန်းမရှိဘူးဆိုရင် we do not have class today okay နောက်တစ်ကြောင်းကကြတော့ I did not have lunch yesterday. ကျွန်တော်မနေ့ကနေ့လယ်စာမစားခဲ့ဘူး။ Okay? မနေ့ကဆိုတာဖြစ်တဲ့အတွက်အတိတ်ကာလဖြစ်တဲ့အတိတ်ကာလဖြစ်တဲ့အတွက် did လေးနဲ့တွဲပြီးတော့သုံးတယ် did not have. Okay? ကဲကျွန်တော်မနေ့ကနေ့လယ်စာစားခဲ့တယ်ဆိုရင်က I had 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 I had lunch yesterday အငင်းနဲ့ပြောမှာစဉ် I did not have lunch yesterday ဆိုတော့ကျွန်မခုနပြောထားတဲ့အတိုင်းပဲ has ဆိုလို့ရှိရင် does not have have ဆိုလို့ရှိရင် do not have had ဆိုလို့ရှိရင် did not have သူ့ရဲ့အငင်းပြောင်းသွားတဲ့ပုံစံလေးကဒီလိုမျိုးလေးဆိုတာကိုနားလည်အောင်လို့တခြားလေး like ကူပေးထားပါနော်ဆိုတော့ဒါလေးကတော့ဥပမာလေးဖြစ်တယ်โอเคဒါဆိုရင်တော့ကျမတို့အခုပြောပြသွားတာတွေက verb to be ရယ် verb to do ရယ် verb to have ရယ်ကိုပြောပြသွားတာဖြစ်တယ်အကုန်လုံးကို overall ခြုံငုံပြီးတော့ပြန်ပြီးတော့ကြည့်မယ်အကုန်လုံးကိုနှစ်ချုပ်ပြီးပြန်ကြည့်ရမယ်ဆိုလို့ရှိရင် verb to be မှာဆိုရင်နှစ်မျိုးရှိတယ် present tense ရယ် past tense ရယ် present tense တွေက am is are past tense က was were MSR ဘယ်လိုအခြေအနေမှာသုံးမလဲအခြေအနေတစ်ခုခုကိုဖော်ပြတဲ့အခါကိုယ့်ရဲ့အချက်လက်အလောက်ကိုင်းအသက်ခန်းစားချက်စတာတွေကိုဖော်ပြတဲ့အခါမှာ MSR ကိုသုံးမယ်တိနီယာတစ်ခုခုကိုဖော်ပြတဲ့အခါမှာ MSR ကိုသုံးမယ် MSR ရဲ့အငင်းပုံစံကြီးကတော့ is not ဆိုလို့ရှိရင်အတူကောက်က isn't are not ဆိုလို့ရှိရင် aren't အ am not i'm not ဆိုလို့ရှိရင် i'm not ဒီလိုမျိုးလေးအငင်းပုံစံတွေရှိတယ် ဝက်စဝဲကကြတော့အတိတ်ကအခြေအနေတစ်ခုကိုဖော်ပြတဲ့အခါအတိတ်ကကိုယ့်ရဲ့အချက်လက်အလုပ်ကိုင်းအသက်ခံစားချက်စတာတွေကိုဖော်ပြတဲ့အခါအတိတ်ကတည်နေရာတစ်ခုခုကိုဖော်ပြတဲ့အခါဒါ၄ဆိုလို့ရှင်ဝက်စဝဲကိုသုံးမယ်သူ့ရဲ့အငင်းပုံစံတွေကတော့ was ဆိုလို့ရှင် was not သူ့ရဲ့အတူကောက်က wasn't where ဆိုလို့ရှင် were not were not သူ့ရဲ့အတူကောက်က want ပြီးလို့ရှင် verb to do ဆိုလို့ရှင်သူတို့က do does did ဖြစ်တယ် လုံဆောင်ချက်ကိုဖော်ပြတဲ့အခါလုံဆောင်ချက်တစ်ခုခုကိုဖော်ပြတဲ့အခါမှာသုံးတယ် subject အနည်းများနဲ့ပစ္စုပ္ပန်အတိတ်ကာလပေါ်မှာမူတည်ပြီးတော့သုံးတာအဲ do test ဆိုလို့ရှိရင်ပစ္စုပ္ပန်မှာဖြစ်တဲ့ဟာကိုပြောတဲ့နေရာမှာသုံးတယ် do နောက်မှာဆိုလို့ do ကကြတော့ subject အများကြီးရဲ့နောက်မှာလိုက်မယ် test ကကြတော့ subject အနည်းကြီးရဲ့နောက်မှာလိုက်မယ်သူ့ရဲ့အငင်းပုံစံ do not ဆိုလို့ရှိရင် don't does not ဆိုလို့ရှိရင် doesn't did not ဆိုလို့ရှိရင် didn't okay နောက်တစ်ခုကကြတော့ verb to have သူတို့ကကြတော့ဘာတွေလဲဆိုတော့ has have had ဒါရီကကြတော့ပိုင်ဆိုင်မှုကိုဖော်ပြတဲ့အခါမှာသုံးမယ် subject အနည်းများနဲ့ပစ္စုပ္ပန်အတိတ်ကာလပေါ်မူတည်ပြီးတော့သုံးတယ် has have ဆိုလို့ရှိရင်ပြစ်စုံပံမှာဖြစ်တဲ့အကြောင်းဖော်ပြတဲ့အခါမှာသုံးမယ် has ရဲ့ has ကကြတော့ he she it ရဲ့အနေကိန်းတွေရဲ့နောက်မှာ has ကိုလိုက်မယ် have ကကြတော့ you we they i ပြီးရင် plural အများကိန်းတွေရဲ့နောက်မှာ have လိုက်မယ် ပြီးလို့ရှိရင် head ကကြတော့အတိတ်ကာလမှာဖြစ်တဲ့ပိုင်ဆိုင်မှုကိုဖော်ပြရနေမှာဆိုရင် head ကိုသုံးတယ်အရှိကဘလို့ subject နေနေအတိတ်ကာလမှာဖြစ်ပြီးဆိုရင် head ကိုသုံးမယ်သူတို့ရဲ့အတူကောက်ပုံစံနေအငင်းပုံစံနေကကြတော့ has ဆိုလို့ရှိရင် does not have have ဆိုလို့ရှိရင် do not have had ဆိုလို့ရှိရင် did not have โอเคဒီဟာလေးကိုဒီဇာတ်လေးကိုကူပေးထားပါဒီဇာတ်လေးကိုတိကျကြည့်ပေးထားပါဒီဇာတ်လေးတစ်ခုထဲနဲ့ねကျမတို့ comment တွေမှာမေးနေကြဖြစ်တဲ့ MSR was when do does did ပြီးရင် has have had ဒါတွေအကုန်လုံးကိုကိုကနားလည်သွားမှာဖြစ်တယ်ကဲအဲ့တော့ကျမတို့အရင်နောက်ထပ်ကကြတော့ အတူလေးပေါ့နော်မေးခွန်းလေးတွေဖြည့်ကြည့်မယ်ပြီးရင်အဖြေတိုက်ကြမယ်ဒီမှာကျမစာကြောင်းလေး၅ကြောင်းပေးထားတယ်စာကြောင်းလေး၅ကြောင်းမှာအဖြေလေးတွေကို ABC ရွေးပေးထားတယ်ဆော့ကုဖောက်ကိုအခုဒီစာကြောင်းလေးတွေကိုကြည့်ပြီးတော့ဘယ်စာကြောင်းက A လဲ B လဲ C လဲဆိုပြီးတော့အဖြေလေးတွေကုဖောက်ကိုနှုတ်ဖို့ထဲမှာခြာရေးကြည့်တာပြီးလို့ရှိရင်ကျမနဲ့အဖြေတိုက်ကြမယ်ကဲကျမအားဆိုရင်30စက္ကန့်ပဲအချိန်ပေးမယ်စပါပြီနော် โอเคရပြီရပြီရပြီရမယ်လို့ထင်တယ်30စက္ကန့်နည်းသွားလားမသိဘူးเนาะအဲဆိုလို့ရှင်ရင်ကိုကမပြီးသေးဘူးဆိုလို့ရှင်လဲဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့ဖြည့်ပေးเนาะ โอเคဒါဆိုလို့ရှင်တော့အဖြည့်လေးတွေတိုက်မယ်ဒါကတော့အဖြည့်လေးတွေဖြစ်တယ်ပေါ့เนาะအဖြည့်လေးတွေကိုဘယ်စားကြမှာဘာလို့ဒီလိုဖြည့်ရလဲဆိုတော့ဟာကိုကျွန်မရှင်းပြသွားတဲ့ဟာရင်းနဲ့မူတည်ပြီးတော့ light ပြီးတော့အဲတေချာနားလည်အောင်ကြီးကြီးပေါ့ဒါမဲ့တချို့စာကြောင်းတွေဒီ၅ကြောင်းတွေကကိုမသိရစာကြောင်းတွေရှိရဲဆိုလို့ရှင်လဲကျမကို comment မှာမေးခဲ့လို့ရတယ်ဘာဖြစ်လို့ဒီအဖြစ်ဖြစ်တာလဲကျွန်တော်ကဒီလိုထင်တာလေအာဒါဆိုရင်နားလည်မှုလွဲနေရရင်ရှင်လဲကျမကပြန်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော် okay အာဆိုလို့ရှင်တော့ဒီနေ့ပြောပြသွားတဲ့ video လေးကတော်တော်များများလွဲကြတယ်တော်တော်များများလဲနည်းနည်း confuse ဖြစ်တတ်တယ်ဟွန်း subject ရဲ့နောက်မှာ are like is like do like did like ဘာဘာတွေလဲမသိဘူးဘာတွေလဲအဲ့အလုံးတွေကလဲ ဟိုတန်တူចောင်းကွဲတွေပဲငါလည်းဘာမှမသိဘူးဆိုတော့သူတွေအတွက်ကျမဒီဗီဒီယိုလေးကိုလုတ်ပေးထားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာပါတဲ့ဟာကိုဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ပေါ့เนาะတော်တော်များများကျမ note လေး live message နဲ့ live မှတ်ပြီးတော့ဒီ အဖက်2ဘီတို့ဖက်2 2တို့ဖက်2 half တို့ရဲ့သုံးနှုန်းတွေကိုတေချာကွက်ကွက်ပြပြနားလည်သိရှိသွားစေချင်တယ်ပေါ့နော်နားလည်မယ်လို့လည်းယုံကြည်ပါတယ်ကဲပြီးမရှင်းတာရှိရင်လည်းကျွန်မကို comment မှာမေးလို့ရပါတယ် okay ဒါဆိုတော့ဒီ video လေးကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှင် like comment subscribe share လေးလုပ်ခဲ့ပေးပါနော်အားဆိုလို့ရှင်အကုန်လုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်နော်တတ်တာ